Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကွင်းလယ်မှာ Casemiro ရဲ့နေရာကိုအစားထိုးဖို့အတွက်လွယ်ကူပါမလားဒါနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါဒီနေ့မှာကျွန်တော်အရင်စိတ်ဝင်စားဖို့ကောင်းထားတဲ့ image လေးတစ်ခုရထားတယ်ဒါကိုကြည့်ပြီးတော့ကျွန်တော်ပြောကြည့်အောင်ပါเนาะဆိုတော့အားလုံးလည်းကျွန်တော်တို့သိတဲ့အတိုင်းပဲကျွန်တော်ဒီကွင်းလယ်မှာဆိုလို့ရှိရင် Manchester United မှာပြဿနာတက်နေတာနှစ်ခုရှိတယ်ပေါ့နံပါတ်1ကကျွန်တော်ကိုချီထဲမှာဘောလုံးရှိတဲ့အခါခန်စစ်ကနေဒါမှမဟုတ်ဂိုးသမားကနေစပြီးတော့ဘေးတက်ပလေးနေကစားတာပဲဖြစ်ဖြစ် တောင်မန်ကနေဘရက်ဘလီလို့ဖို့ကျူးပန်းတာပဲဖြစ်ဖြစ်ကွင်းလေကိုရောက်လာရင်ကျွန်တော်တို့ကပြိုင်ဘက်ကိုဖိအားပေးဖို့ပြိုင်ဘက်ကိုကျွန်တော်တို့နေပေါ့နော်ကုချီထဲမှာဘောလုံးရှိပြီးတော့ position ထိမ့်သိမ်းထားနိုင်ဖို့အတွက်လုံလောက်တဲ့ quality ကျွန်တော်တို့မှာမရှိဘူးနံပါတ်1ဦးစားပေးဖြစ်တဲ့ Casemiro က one touch pass တွေနဲ့ဘောလုံးတွေကိုတောက်လျှောက်ပေးနေတယ်လို့သူကိုယ်တိုင်ကိုက press resistant ဖြစ်တဲ့ player မျိုးမဟုတ်တာရဲ့နံပါတ်2 Bruno Fernandes ကလည်း risk ယူတဲ့ကစားမမျိုး attacking midfield mindset ရှိတဲ့ player မျိုးဆိုတော့ကွင်းလေ deep zone ကိုစင်ကစားတဲ့ခါမှာ ကျွန်တော်တို့ position ထိမထားနိုင်တာရယ်ဆိုတော့ in position ပြဿနာရှိတယ်နောက်တစ်ခုက defensive ပြဿနာကက်စမဲရိုက defensive ပိုင်းရာကောင်းတဲ့ကစားမတယောက်ထဲမှာပါတယ်ဆိုပေမဲ့လို့လုံလောက်တဲ့ပေါ်တော့ကျွန်တော်ဒါပြီးအားမရှိတော့တာပြီးရင်ကျွန်တော်အနေနဲ့ recovery ပြန်ပြီးတော့ချက်ချင်းမလုံနိုင်တော့တာအသက်အရွယ်က33နေပါတယ်ဖြစ်လာပြီးတော့စာချုပ်ကလည်းနောက်ဆုံးနေ့ကိုကျွန်တော်ရောက်လာအချိန်ကြီးမကောင်းတော့တဲ့အနေအထားမျိုးဖြစ်လာတာပြီးရင်ကျွန်တော်နေ final desk ကလည်း အရင်ကတည်းကနံပါတ်10 player ဖြစ်တဲ့အတွက် defensive midfield မှာအဆင်မပြေတာဆိုတော့ကွင်းလယ်မှာ in position out of position ပြဿနာနှစ်ခုစလုံးကိုကြုံနေရတယ်။ဆိုတော့ဒီနေရာမှာကျွန်တော်တို့အရင်ဦးဆုံးအနေနဲ့ပေါ့နော်ကက်စမီရိုရဲ့နေရာကိုအစားထိုးဖို့အတွက်အသင်းရဲ့ဘက်ကကြိုးပမ်းနေတာ။ဆိုတော့ကက်စမီရိုရဲ့နေရာကိုဘယ်ကစားသမားနဲ့အစားထိုးမယ်ဆိုရင်အသင်းရဲ့ဒါကွင်းလယ်ပြဿနာတွေကိုဖြေရှင်းနိုင်မလဲပေါ့။ဆိုတော့ကျွန်တော်တို့ in position မဟုတ်သေးဘူးပေါ့။ဒီထဲမှာ out of position ားပါတော့ဗျာကျွန်တော်တို့လိုအပ်ပါတယ်ဆိုရဲ defensive action နေ defensive jewels ဘိုင်းနေပတ်သက်လို့ရှိရင် Casemiro ရဲ့နေရာမှာအစားထိုးဖို့ဆိုလွယ်ကူပါမလားเนาะဒါအပြင် Benzema ကအကောင်ဆုံးအစားထိုးနေတဲ့ player ဖြစ်မလဲပေါ့ ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့ကြည့်ကြအောင်ပါအားလုံးပဲမြင်ကြပါဆိုတော့ကျွန်တော်ခုနကပြောလိုပဲဆက်ပြောလိုက်အောင်မယ်ဒါဟာ out of position defensive action တွေကိုကျွန်တော်တို့ပြတာဖြစ်တယ် in position တွေကျွန်တော်တို့မပြသေးဘူးကိုယ်ခြေတဲ့ဘောလုံးရှိတဲ့အခါကျွန်တော်မပြသေးဘူးဆိုတော့ဒါဘေးကနည်းနည်းတော့သေးကောင်းသေးနေလိမ့်မယ်ကျွန်တော်ထက်ကြီးမယ်ဆိုရင်ကျွန်တော်တို့ data တွေမမြင်ရတော့မှဆိုလို့ပေါ့နော်ဒါကကျွန်တော် Twitter ကနေပြီးတော့ကျွန်တော်သာအဲတွေ့ထားရတဲ့ပုံလေးတွေပေါ့ဒါဟာကျွန်တော်လက်ရှိ DRD မှာပေါ့နော် DRD Premier League မှာဆိုလို့ရှိရင်အနည်းဆုံးမိနစ်၄၀၀ကစားထားတဲ့ကစားသမားတွေ ဒါအပြင်ကျွန်တော်တို့ဒါမိနစ်90အတောတွင်တပွဲတစ်ပွဲကိုပေါ့နော်အနည်းဆုံးပါစင်25ချိန်လောက်တိပြုတ်လောက်ထားတဲ့ကစားမားတွေအဲ့ဒီကစားမားတွေကမှ data တွေကိုကျွန်တော်တို့ဒါစစ်ယူထားတဲ့ defensive midfield data ပေါ့နော်လက်ရှိ2025 2026ရဲ့ဆိုတော့ဒီနေရာညီကိုတို့ကြည့်မယ်ဆိုလို့ရင်အောက်မှာကျွန်တော်တို့တွေးလိုက်မယ် defensive action penalty ဆိုပြီးတော့ကျွန်တော်ဒီနေရာမှာ mock casa ပြလို့မရလို့ပေါ့နော်ဆိုတော့အဲ့ဒီနေရာမှာသူတို့က06 8 10 12 14ဆိုပြီးတော့ရှိတယ်ဆိုတော့ညာဘက်เนาะကနန်းများတဲ့ဘက်ကိုရောက်သွားလीပူကောင်းတဲ့ defensive action ကစားမတွေဖြစ်သွားလိမ့်မယ်။ဟိုဘက်ချမ်းကကျတော့ကျွန်တော်တို့က today jewels rating ပေါ့နော် today jewels rating မှာအပေါ်ကိုရောက်သွားလိဆိုတော့ပူပြီးတော့ကောင်းတဲ့ jewels ဝင်တာတွေဖြစ်သွားလိဆိုတော့เนาะပြီးလို့ရှိရင်ကျွန်တော်ညာချမ်းအပေါ်ဆုံးတောင်းကိုရောက်သွားလိဒါကျွန်တော် defensive midfield ထဲမှာအကောင်းဆုံးကစားမတွေဖြစ်လိမ့်မယ်။ဆိုတော့ကျွန်တော်တို့ဟိုအပေါ်ဆုံးကျွန်တော်တို့ပေါ့နော်ဒါညီတို့တွေ့ပါလိမ့်မယ်เนาะ elite ဆိုပြီးတော့ဟိုပေါ်ဆုံးမှာ spy ရဲ့ defensive midfielder ဖြစ်တဲ့ Jao Pereira ရှိနေတယ်။အဲ့ဒီနေရာနဲ့ကတ်နိုင်နေမြတ်ကက်လိအကောင်းဆုံးကစားမတွေဖြစ်လိမ့်မယ်။ in terms of defensive midfield ပေါ့နော်။ ဟို imposition တွေပါတယ်မဟုတ်ပင်တဲ့ကျွန်တော်တို့ defensive ပေါ့ဗျနော်ဆိုတော့ကျွန်တော်ဒီနေ့မှာကျွန်တော်ကြည့်မယ်ဆိုလို့ချင်းကိုအသင်းရဲ့ကွန်လင်ကစားမနဲ့ကိုကျွန်တော်ကြည့်ကြည့်အောင် Bruno Fernandes နဲ့ Casemiro ဒါအသင်းရဲ့ဦးစားပေးကွန်လင်ကစားမနဲ့ရော Bruno Fernandes ကိုကျွန်တော်ကြည့်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော် defensive action ဘိုင်းအရဆိုလို့ရှိရင်ကျွန်တော်တို့ဗောနောထပါတော့ဒါ7နှစ်နဲ့14ကြာမှရှိနေတယ်7နှစ်နဲ့14ကြာမှဒါဒါတော့မစိုးဘူးလို့ကျွန်တော်ပြောရမယ်ဗောနောမစိုးဘူးလို့ကျွန်တော်ပြောရမယ်အဲဒါပေမဲ့လို့ဗောနောသူက 2WS rating ကျတော့ဟိုးအပေါ်ထိရောက်မနေဘူး ဆိုတော့ကျွန်တော်အနေနဲ့ဒါ20နဲ့40ကြားမှာပဲရှိတယ်မဲ့22လောက်ပဲကျွန်တော်ရှိတယ်ဗျာဒီလား22 24လောက်ပဲကျွန်တော်ရှိတယ်ဆိုတော့ defensive action ဘိုင်းမှာတော့အဆင်ပြေနေပြီမဲ့တကယ်တကယ်ပေါ့နော်ကျွန်တော်ဒါဂျူဝဲဘိုင်းနေမှာဆိုလို့ရှိရင် Fernandez ကအဲ့လောက်ထိထိရောက်မလို့ဒါကလည်းကျွန်တော်မျိုးလုံးနဲ့လည်းမြင်ထားကြပြီးသားဆိုတော့ defensive action နဲ့ defensive ဂျူဝဲကိုကျွန်တော်ကြည့်ရင် defensive action ဆိုတာကဗျာဟိုကိုယ့်ခြေတွေကိုယ့်အသင်းရဲ့ခြေတွေမှာဘောလုံးမရှိတော့တဲ့အခါ ကျွန်တော်တို့ကခံစစ်ကိုပေါ့နော်အရှိတ်ပြောင်းတာမျိုးတွေပြီးလို့ရှိရင်ကျွန်တော်တို့ဒါလိုက်လူတာမျိုးတွေပေါ့နော်လိုက်လူဖို့ကျူးပန်းတာမျိုးတွေဘောလုံးလမ်းကြောင်းကိုဖျက်ဖို့ပြိုင်ဘက်ရဲ့ဘောလုံးလမ်းကြောင်းဖျက်ချဖို့ကျူးပန်းတဲ့အရာမျိုးတွေ intercept လုပ်တဲ့အရာမျိုးတွေเนาะဆိုတော့ဟိုရှင်လူဖို့ကျူးပန်းတာမျိုးတွေပေါ့ထားပါတော့ခေါင်းရှင်တိုက်ဖို့ကျူးပန်းတာမျိုးတွေ ground jewels မှာ slide တက်ကယ်လုပ်ဖို့ကျူးပန်းတာမျိုးတွေဒါဒီ defensive action တွေပေါ့နော်ဟိုဘက်က defensive jewel ဆိုတာ rating jewels rating ဆိုတာမျိုးကတော့ထားပါတော့ဗျာဟိုအမြင်ပေါ်လာတယ် ဒါ50-50ကိုကျွန်တော်နှစ်ယောက်ရှင်လူတဲ့အခါမှာကိုကရအောင်ရှင်လူနိုင်တာမျိုးတွေပေါ့နော်အောက် ground US မှာဆိုလို့ရှိရင်50-50ချင်းဒီမျိုးတွေမှာကိုကပြိုင်ဘက်စီကနေပြီးတော့ပေါ့နော်ကျွန်တော်သားဘောလုံးရအောင်လူနိုင်တာမျိုးတွေပေါ့ပြိုင်ဘက်ကကျွန်တော်တိုက်စစ်ဆင်မှုကျူးမန့်လာတဲ့နေရာမှာကိုရီးယားဘက်ကပြိုင်ဘက် disposes ဖြစ်သွားအောင်ဒီကောင်ဒီဘောလုံးဆုံးရှုံးသွားအောင်ကျူးမန့်လိုက်တာမျိုးတွေဒါတွေဒီ defensive jewel rating ဆိုတော့ Fernandez ကပြောရလို့ရှိရင်တော့ defensive action ပိုင်းရ interception ကျူးမန့်တာတွေရှိတယ်ပါထားပါဒါမျိုးတွေလုပ်တယ်ပေါ့သို့တော်လည်းပဲ ဂျူဝယ်ရေတင်ပိုင်းမှာဆိုသူကအဲ့လောက်မီပြောရရင်50-50ရှင်လူရင်ဖာနက်တက်မရဘူး။ဒါမျိုးပေါ့နော်။ရနိုင်ကြီးနေတယ်ပေါ့ဗျာ။အမြင်ဘောတွေကောင်းရှင်တိုင်းမဲ့ဖာနက်တက်အဲ့လောက်မကောင်းဘူး။ Ground Jewel City ရှင်လူမဲ့ Slide Deck Gallery လုံးမဲ့ဖာနက်တက်အဲ့လောက်မကောင်းဘူးဆိုတဲ့ပေါ့။ Defensive Jewel Rating ဒီမှာဖာနက်တက်ကတော်တော်လေးကိုနေတယ်နော် defensive action ဘိုင်းမှာတော့အကွင်းလေ deep zone မှာကစားနေရတဲ့ player တယောက်ဖြစ်တဲ့တွေ့ပေါ့နော်အချိန်ကြီးကောင်းနေ။အဲဆိုတော့ကျွန်တော်တို့အထက်ကိုကျွန်တော်ကြည့်ကြည့်ရင် Casemiro ကိုကျွန်တော်တွေးလိုက်မယ်။ Casemiro ကဘယ်နေရာမှာရှိနေလဲဆိုတော့ဒီနေရာမှာ Dominic Szoboszlai ကိုကျွန်တော်တို့အောက်မှာကျွန်တော်ကြည့်လိုက်ရင် နော်အီလီယိုအန်ဒါဆန်တို့ကန်စီတို့ရဲ့ဒီဘက်ဘေးကိုကျွန်တော်ကြည့်တဲ့အခါကက်စမီရိုကိုတွေးလိုက်မယ်ကက်စမီရိုဒီဒါကဘာကိုပြနေတယ်လဲဆိုတော့ဂျူဝဲပိုင်းနေမှာလေအတိုင်းနာတစ်ခုထိပေါ့နော်ဒါ60လောက်ထိရှိတယ်ဆိုတော့တော်တော်လေးကို58လောက်ထိရှိတယ်တော်တော်လေးကိုကောင်းနေပြောပြောပြောချင်တာကကျွန်တော်ဒါခေါင်းနေပါတယ်ရှင်လူနိုင်မယ်စလိုက်တက်ကယ်တွေထိုးနိုင်မယ်ဆိုတဲ့သဘောပဲနော် defensive action ဘိုင်းနေလို့ကျွန်တော်ပြောလဲနေရမှာလေသူဟာကျွန်တော်ဒါဘူလိုရမလဲ14နာထိရှိတယ်ဆိုတော့ဒါအတင်းရဲ့ခန့်စစ်ပိုင်း defensive midfield ဘိုင်းမှာကက်စမီရိုကတော်တော်လေးကိုအရေးပါတယ်ကစားမှာပါဆိုတော့ ပြဿနာကဘာလဲဆိုတော့ဒါကက်စမဲရိုကိုကျွန်တော်ကြည့်ရင် defensive ပိုင်းဒီမှာဒါတော်တော်လေးကောင်းနေပေါ့နော်တော်တော်လေးပဲပြဿနာကဘာလဲဆိုတော့အားလုံးလေးတည်တဲ့အတိုင်းပဲ number 1ကျွန်တော်တို့ကရုတ်တရက်ကျွန်တော်တို့ပေါ့နော်ဘောလုံးတွေပါတွေပြန်ပြချမ်းကိုကျွန်တော်ရနေတဲ့အချိန်ကိုအတင်းကရုတ်တရက်ဘောလုံးဆုံးရှုံးသွားတဲ့ခါမှာကက်စမဲရိုပြန်မလိုက်နိုင်တော့ဘူး ပြန်မလိုက်နိုင်တော့ဘူးအခြေအနေအဆင်မပြေတော့ဘူးပေါ့နောက်တစ်ခုကကျွန်တော်အနေနဲ့ imposition မှာပေါ့နော်ဒါကတော့ဒီတဲမှာမပါဘူးပေါ့ဒါကအဓိက focus ထားတာက out of position ပေါ့နော် defensive ဘိုင်း imposition ဘိုင်းမှာဆိုလို့ချင်းကက်စမီရိုကဘောလုံးပြတ်တာတွေတအားများတယ်ဘောလုံးကိုကုလူစီရအောင်မပေးနိုင်ဘူးပေါ့ဒါမျိုးတွေကျွန်တော်ကြုံနေရတာဆိုတော့ပေါ့နော်ဒီပြဿနာ defensive မှာကျွန်တော်ကက်စမီရိုရဲ့နေရာကိုအစားထိုးဖို့ကျွန်တော်ကြိုးပမ်းကြပြီဆိုတော့ကျွန်တော်တို့ဘယ်သူကအကောင်ဆုံးဖြစ်နေတယ်လဲပေါ့ back zama ကလက်ရှိမှာဆိုလို့ရှင်အဆင်ပြေဆုံးဖြစ်နေတယ်ဒီတဲမှာတော့ပေါ့နော်ဒီထားပါတော့ဒီဘယ်လိုပြောမလဲ ဒီဘယ်လိုပြောမလို့ဒီဗာလေပြာဂျာဝပယ်လီညာတို့လူကစားမတွေကဟုတ်ထိတ်ဆုံးကိုရောက်နေတယ်။ဗာလေဆိုတော့ဂျာဝပယ်လီညာဒီ defensive action ဘိုင်းမှာလည်းအဆင်ပြေတယ်၊ Jules ဘိုင်းနေမှာလည်းအရန်ကောင်းနေဆိုတဲ့ပုံစံမျိုးပဲ။အဲ့ဒီအောက်မှာတော့ Manchester City ရဲ့ Nico Gonzalez တို့ဟလား Dominic Soboslai တို့ Granit Xhaka တို့ Joao Gomez တို့လူကစားမတွေ၊ Kai Sirou တို့ဗာလိုကစားမတွေကျွန်တော်ရှိမယ်။ဆိုတော့အဲ့ဒီဂျာထဲမှာသူတို့လိုက်ကြည့်လို့ရှိရင် Elio Anderson နော် defensive ဘိုင်းကျွန်တော်တို့ကအားနေနေတယ် Elio Anderson ကိုကျွန်တော်တို့ကြည့်ရင် လုံးဝ defensive เนาะကျွန်တော်ဒါဘယ်လိုပြောလဲ high defensive war rate ပိုင်းမှာဆိုလို့ရှိရင်တော်တော်ကြီးကိုကောင်းနေလို့ကျွန်တော်ပြောလို့ရတယ်အန်ဒါဆန်ကဆိုတော့ကက်စမီရိုရဲ့နေရာမှာအန်ဒါဆန်နဲ့အစားထိုးလိုက်ပြီဆိုရင်ပြဿနာကတော်တော်ကြီးကိုပြေလည်သွားမဲ့နေထားမှာရှိတယ်ခန်စစ်ပိုင်းเนาะနောက်တစ်ခုကကာလို့စ်ဘာလေပါပဲရောက်နေတယ်ကာလို့စ်ဘာလေပါကိုကျွန်တော်ကြည့်လိုက်ဒီမှာအလဲမှာဗျာ လီဗာပူးတင်းရဲ့ Griven Bach တို့ပေါ့နော်ဒါ Long Staff တို့နော်ဘုံမော့ရဲ့ Alex Score တို့လူကစားမားတွေနားမှာအပြာလေးနဲ့ဘာလီဘာဆိုပြီးတော့ကျွန်တော်တွေ့ရတယ်ဘာလီဘာကဒါကပါကူပြောတဲ့လေဆိုတော့ US Rating ဘိုင်းမှာဆိုလို့ရှိရင်သူ့အနေနဲ့ဒါ50လောက်ပဲကျွန်တော်ရှိတယ်ဒါအပြင်ကျွန်တော် defensive action ရလဲအဆင်ပြေတယ်လို့ကျွန်တော်ပြောလို့ရတဲ့ပုံစံမျိုးပေါ့နော်အဲနောက်တစ်ခုကကျွန်တော်ရ Adam Warden Adam Warden ကိုကြည့်တဲ့အခါဟိုးအောင်ဆုံးမှာဆိုတော့ defensive action ဘက်မှာတော့ Warden ကကျွန်တော်နေနေပေါ့နော်တော်တော်လေးကို တော့နဲတဲ့တယ်မှာပါတယ်အဲ့ဒါအပြင်ကိုချက်ပါတော့ defensive action တွေဖြစ်တဲ့ rating တွေဖြစ်ချက်ပါတော့ဗျာဒီ USD ဖြစ်တဲ့အမြင်ပေါ်ရှင်လူတာတို့ slide tackle လို့တာတို့ဘာလို့ဆိုလို့ချင်းတော်တော်လေးနဲတဲ့တယ်မှာပါတယ်ဘာလို့လဲဆိုတော့အားလုံးလည်းသိတဲ့အတိုင်းပဲ Adam Watson ဒီ imposition မှာအများကြီးပူကောင်းနေကစားမှာဆိုတော့ imposition မှာအများကြီးပူကောင်းနေကစားမှာဆိုတော့ out of position မှာတော်တော်လေးတိုင်ပက်တယ်ဆိုတော့ဂျာဝဘယ်လင်ညာနဲ့ပြောရရင် Watson နဲ့ဂျာဝဘယ်လင်ညာနဲ့ကိုကျွန်တော်ကြည့်ရဟင်ဗျာတိလားစန့်ကျင်ဘက်လို့ပြောလို့ရတယ် ဂျောက်ပယ်လင်ညာဆိုလို့ရှိရင် defensive ပိုင်းမှာ out of position မှာအရင်ကောင်းတဲ့ကစားမှာဒါပေမဲ့လို့ in position မှာဒီကောင်ဘာမှလုပ်လို့မရဘူးဒီလားတော့ဘာမှလုပ်လို့မရဘူးဂျောက်ပယ်လင်ညာကဆိုတော့ Adam Warden ကိုကျွန်တော်ကြည့်ရင် in position မှာလုံးဝအရင်ကောင်းတဲ့ကစားမှာတယောက်ဒါပေမဲ့ defensive ပိုင်းမှာတော်တော်လေးအားနေတယ်ပေါ့ဆိုတော့ဒီထဲမှာ in position လည်းကောင်းနေမယ် out of position လည်းကောင်းနေမယ်ဆိုတဲ့ကစားမတွေကိုကိုရီးယားကြည့်ရမှာအဲ့တော့ Manchester United တို့ရဲ့ဒါဒါဒီအသင့်တော်ဆုံးက Elio Anderson ပဲ Elio Anderson ဒီကျွန်တော်တို့အချင်းကြီးကောင်းမယ်တွေမှာပါတယ် ဆိုတော့လက်ရှိမှာကက်စမဲရိုရဲ့နေရာကိုအစားထိုးဖို့ကတကယ်တမ်းတွေးကြည့်ရမလွယ်ပါဘူးဒါပေမဲ့လို့အဲ့ဒါကခံစစ်ပိုင်းမှာကျွန်တော်ကြည့်တာဘာလို့လဲဆိုတော့ကျွန်တော်ကွင်းလေကိုကျွန်တော်ကြည့်လို့ရှိရင်အမြင်ဘောတွေပါတယ်ရှင်မလူနိုင်ကြဘူးဗျာသိလားနော်အမြင်ဘောတွေပါတယ်ရှင်မလူအဲ့ဒါကပြဿနာတအားကြီးတယ်အခုလက်ရှိကျွန်တော်တို့အဓိကအသင်းမှာပြဿနာကြုံနေရတယ်ဆိုတော့အဲ့ဒါပဲဟိုကက်စမဲရိုဒီခေါင်းတိုက်ဟိုအမြင်ဘောတွေရှင်လူနိုင်စွမ်းရှိတဲ့ကစားမတယောက် เนาะเปลี่ยนแปลงไอเดียปองเซ้มาเว้ဖြစ်ๆบ่เนาะကျွန်တော်တို့ไอเดียปองเซ้มาเว้ဖြစ်ๆกวนเลยอมีบ่ลาดาเว้ဖြစ်ๆแคสเมโรดิไอดีเวจูเอสดีมาอย่างก้าวนี่เนาะกราวด์ยูเอสดีมาอสินปีเด่ดังแม้รู้เปลี่ยนมาไล่နိုင်น่ะตุ๊สิย่องบอลลงเป็ดผู้ลွယ်ดาดาริกูจี้ပြီးတော့อสินမပြီးတော့ดาဒါကြောင့်တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အတွက်အချီနီကောင်းနိုင်မယ်ကစားမကဒီဖ ensive ဘိုင်းပါပါညာကြည့်မယ်ဆိုရင် Ilio Anderson ပဲဆိုတော့ကျွန်တော်တို့မျက်လုံးနဲ့မြင်ထားတာတွေကိုကျွန်တော်ကြည့်ရင်ဗျကျွန်တော် stat ဒီ data တွေဒီမဟုတ်ဘင်းねเนาะဟို ချီဘောလုံးချီတဲ့ရောက်တယ်ဆိုလို့ရှင်လည်းပဲကက်စမဲရူတို့ဘာလို့မဟုတ်တော့ဆန့်ကျင်ဘက်เนาะအီလီယိုအန်ဒါဆန်ကเนาะ line breaking pass တွေပြီးနိုင်တဲ့နေရာမှာဆိုလို့ရှင်အရန်ကောင်းတဲ့ကစားမတရားပြကျွန်တော်မြင်နေရတယ် line breaking pass တွေပြီးတာเนาะအန်ဒါဆန်ကတအားကောင်းတဲ့နေရာမှာပါတယ် in position မှာလည်းဘောလုံးဒီကောင်ပြတ်တယ်ဆိုတာခက်ရှားရှားဗျာဆိုတော့ defensive เนาะကျွန်တော်တို့အနေနဲ့ဒီ stats တွေ defensive worry တွေ defensive ကျွေပိုင်းတွေမှာအရန်ကောင်းနေပြီဆိုကြတဲ့ကအီလီယိုအန်ဒါဆန်ဒီ in position out of position မှာတော်တော်လေးကိုကျွန်တော်အနေနဲ့ဗောနောအတင်းတော့အကောင်းဆုံး player လို့ဖြစ်နိုင်မယ်လို့ကျွန်တော်ပြောလို့ရတယ် ဆိုတော့ဟို Carlos Baleba ဆိုလို့ရှိရင် defensive ပိုင်းပို့ပြီးတော့အဆင်ပြေကောင်းပြေးလိမ့်မယ်တိုက်စစ်ပိုင်းသွားတဲ့အခါကျတော့ line breaking pass တွေမပေးနိုင်တာမျိုးတွေဘောလုံးနဲ့အတူဆွဲပြေးတာကလွဲရင်ဗျာအဲ့လောက်ချီချီသူမလုံနိုင်တော့ဘူး Adam Wardam ကျတော့ in position မှာတအားကောင်းနေကစားမှာ switching play တွေကစားနိုင်နေနော် position keep လုပ်နိုင်စမ်းကျွန်တော်ရှိတယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါ phantom move တွေ line breaking pass တွေကောင်းကောင်းလုပ်နိုင်စွမ်းရှိတယ်နော်ကျွန်တော်တို့အထိုင်မှာကစားပြီးတော့ switching play တွေကစားနေလို့ရတယ်ဒါပေမဲ့လို့ auto opposite defensive မှာသွားရတော့မယ်ဆိုတဲ့အခါကျတော့အဆင်မပြေတော့ဘူး အဲအဲ့လိုမျိုးပေါ့နော်ဆိုတော့ဒါကြောင့်ကက်စမီရိုရဲ့နေရာကိုကျွန်တော်အစားထိုးကြည့်နေကိုချီထဲမှာဘောလုံးရှိတဲ့အခါရောကိုချီတဲ့ဘောလုံးမရှိတဲ့ out of position in position အစုံမှာကျွန်တော်ကြည့်ရင် Elio Anderson ဒီအချိန်ကြီးအကောင်းဆုံးနေမှာကျွန်တော်ပါတယ်ဆိုတော့ United အနေနဲ့ပေါ့နော်ကွန်းလယ်မှာ Anderson တို့ဘာလို့ကိုကျွန်တော်တို့ဒါ Casemiro ရဲ့နေရာမှာအစားထိုးဖို့အတွက်အမှန်ကန်ကြိုးပမ်းမှာ Elio Anderson ဆိုရင်ဒီနေရာမှာ Kaisiro တို့ဘာလို့လို့ပဲပြသေးလားနော်ဒါပေမဲ့လို့ in position မှာအများကြီးပို့ပြီးတော့ကောင်းတဲ့ကစားမတစ်ယောက်နော်ကျွန်တော်တို့ဒါ press resistant ဖြစ်တဲ့ကစားမတစ်ယောက်လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ဒါကတော့ ဘလို့ပြောမလဲဒေတာဒီအရာပေါ့နော်ကျွန်တော်တို့ဒါကက်စမီရရဲ့နေရာမှာအစားထိုးဖို့ဒီထင်တယ်လို့မလွယ်ကူကြောင်းเนาะ defensive ပိုင်းရာကျွန်တော်ပြောတာပေါ့နော်အကယ်လို့အစားထိုးမယ်ဆိုရင် Ilio Anderson ဒီဒါ United အတွက်ကျွန်တော်တို့ဒါအကောင်ဆုံးဒီ option ဖြစ်မယ်ဆိုတဲ့အကြောင်းလေးကျွန်တော်တို့ဒါပြောခဲ့တာပေါ့ဆိုတော့ညီကုလို့ရောဘလို့မြင်ကြတယ်ကျွန်တော်တို့ဒါတော့ data ပေါ့နော် data နဲ့ကျွန်တော်မျိုးလုံးနဲ့မြင်တာနဲ့ကလည်းကွာသေးတယ်ဗျာ data ဆိုတော့တကယ်တကယ်မျိုးလုံးနဲ့မြင်တဲ့နေရာမှာလေ Ilio Anderson ဒီလုံးဝတန်တရားဖြစ်เสียမှရှိအကောင်းဆုံးကစားမားတွေမှာပါတယ် နော်ဆိုတော့ညီကတို့ရောဘယ်လိုမြင်ကြလဲကက်စမီရရဲ့နေရာမှာဘေကဆာမားကအကောင်းဆုံးအစားထိုးစရာဖြစ်မယ်ထင်ကြပါလေဆွေးနွေးကြပါအားလုံးကိုချစ်တင်ပါတယ်